ောင်းသမီးတို့အားလုံးမင်္ဂလာပါနော်ဒီချိန်ကတော့ဒုတိယရင်ဇာရိတာနဲ့ပြည်သူနီတိဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်တိုင်းဖြစ်ပါတယ်ကဲအခုစာသင်ချိန်မှာတော့ဒီချိန်ကသင်ခန်းစာတဆင်းမိတ်ဆွေကောင်းဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်ဒီသင်ငန်းစာလေးကိုသာယုသမီးတို့တအူးနဲ့တအူးယုံကြည်လေးစားတတ်ဖို့ သင်ကြားရခြင်းဖြစ်ပါတယ်နော်။ကဲဒီချက်ကမိခွန်းလေးတွေအရင်မေးမယ်။အခင်ဆုံးတငယ်ချင်းကဘာတူလဲ။ဘာကြောင့်သူ့ကိုခင်မင်ရတယ်လဲ။ဝမ်းနည်းနေတဲ့အချိန်မှာအပိတဲ့တငယ်ချင်းရှိရင်ဘယ်လိုခံစားရမလဲ။ပျော်ရွှင်နေတဲ့အချိန်မှာတငယ်ချင်းနဲ့အတူရှိရင်ဘယ်လိုခံစားရမလဲ။ကိုရဲ့တငယ်ချင်းအပေါ်မှာဘလို့စိတ်ထားမျိုးထားတဲ့နယ်လဲကဲတအားတို့သမီးတို့ရေ ဓာတ်သမီးတို့ဖက်ဆောင်ထဲမှာပါတဲ့ပုံသေးတွေကိုကြည့်ပြီးတော့တငယ်ချင်းအချင်းချင်းတဦးနဲ့တဦးဘယ်လိုချစ်ချစ်ခင်ခင်နေကြမလဲဆိုတာကိုပြောကြရအောင်နော်။ကဲဒီပုံသေးထဲမှာတော့တငယ်ချင်းကိုသူတို့နဲ့အတူလာထိုင်ဖို့ခေါ်နေတာတွေ့ရမှာဖြစ်ပါတယ်။ကဲနောက်ပုံသေးမှာရောဟုတ်လားမုံတွေကိုအတူတူဝင်မျှစားနေတဲ့ပုံလေးနော်။ကဲဒါတို့သမီးတို့ရောကျောင်းမှာကိုတငယ်ချင်းနေနေဒီလိုအပြုအမူတွေလှုပ်ဖူးကြလား။ လုတ်ဖူးမယ်လို့တီချဲကမျှော်လင့်ပါတယ်။ကဲအဲ့ဒါဆိုလို့ရှိရင်တီချဲနဲ့အတူတူဇလန်းလေးတစ်ပုဒ်နားထောင်ကြည့်ရအောင်နော်။ဇလန်းလေးရဲ့နာမည်ကမိတ်ဆွေကောင်နဲ့တင်းတင်းနဲ့မိုးမိုးတို့တငယ်ချင်းနှစ်ယောက်ဟာတယောက်ကိုတယောက်သိပ်ချစ်ကြတယ်။ကြောင်းသွားအတူ၊ကြောင်းပြန်အတူ၊ကစားအတူ၊စားအတူ မခွဲကြပါဘူး။ မုတ်ကောင်းကောင်းစားရတဲ့အခါတိုင်းမိုးမိုးကတင်းတင်းအတွက်ယူလာပေးတယ်။တင်းတင်းကသူတို့ channel မှာ စိုက်ထားတဲ့အပင်ကဒီအပွင့်တွေကိုမိုးမိုးအတွက်ယူလာပေးတယ်။သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ဘာမဆိုးဖွှိဟတိုင်ပင်ကြတယ်။ကျောင်းစာထူးချွန်တဲ့တင်းတင်းကမုံမုံနားမလဲတဲ့စာတွေကို ရှင်းပြလေးရှိလေ။အာကစားနဲ့ဂီတထူးချွန်တဲ့မုံမုံကတင်းတင်းကိုကာယလေးချင်းကန်းနဲ့တချင်းမေတင်ပေးတယ်။ ဆာမေးပွဲကြီးနီးလာတော့တင်းတင်းဝမ်းနေနေတာကိုမုံမို့တတိထားမိတယ်။တင်းတင်းနင်ပါဖြစ်နေတာလဲလို့မေးတယ်။တင်းတင်းကဘသူကိုမှမပြောပြဘူးဆိုရင်နင့်ကိုငါပြောပြမယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အခက်အခဲကို ပြောပြလိုက်တယ်။မုံမို့ကဆီယာမကိုနင့်အခက်အခဲပြောပြပြီးအကူအညီတောင်းပေးမယ်လို့တင်းတင်းကို ခွင့်တောင်းတယ်။ဆီယာမကတင်းတင်းရဲ့မိဘတွေကိုတွားတွေ့ပြီးတင်းတင်းဟာ ကျောင်းမှာဗတ်စုံထူးချုံတဲ့အတွက်အိမ်မှာစာဖတ်ချိန်ပို့ပေးပါဂရုစိုက်ပေးပါလို့ပြောပြတယ်။တင်းတင်းစာဖတ်ချိန်ပို့ရပါပြီ။ channel ကအသီးအပွင့်တွေကိုလည်းရွာထဲမှာလိုက်မရောရတော့ပါဘူး။မိဘတွေကတင်းတင်းကိုပို့ပြီးဂရုစိုက်ပေးလို့ထူးချုံစွာအောင်မြင်သွားပါတော့တယ်။ဟောအခုသင်ကန်းစာလေးမှာတော့တင်းတင်းနဲ့မိုးမိုးကတယောက်ကိုတယောက်ဘလို့ချစ်ခင်ကြတယ်ဘလို့ဂရုစိုက်ကြတယ် တယောက်အခက်ခဲကိုတယောက်ဘလို့ဖြေရှင်းပေးလဲဆိုတာကိုဒါတို့သမီးတို့တွေ့ရမှာဖြစ်ပါတယ်။ဒါတို့သမီးတို့ရောတငယ်ချင်းရဲ့အခက်ခဲကိုကူပြီးတော့ဖြေရှင်းမှုသလား။ဒီချက်ကိုပြောပါဦးနော်။ကဲဟုတ်ပါပြီ။ကူပြီးဖြေရှင်းမှုတဲ့ဒါတို့သမီးတို့ကိုဒီချက်ကတိတ်ကိုထင်ကြီးရပဲ။ကဲအခုဆိုရင်ဒီချက်နဲ့မိတ်ဆွေဝတ္တရားဆိုတဲ့ကြံပြားလေးအတူဖတ်ကြည့်ကြရအောင်။ ိတ်ဆွေဝတ္တရားဘေကန်ချင်းမြင့်ကိုနှစ်ရှင်ထစီးပွားဆောင်ရွက်နှုတ်မွတ်ချိုသားတစ္ဆာမှန်စေဝငါထွေ ကြင်လီမိတ်တဟာဒီကပြားလေးကိုရေးခဲ့တဲ့သူကတော့သင်္ကစားဆရာတော်ပါဒါဆိုရင်ဒီချက်ကတခုမေးမယ်နော် အရှိမသင်္ကစားဆရာတော်ရေးထားတဲ့ကပြားလေးတစ်ပုဒ်ကိုတအားတို့သမီးတို့မှတ်မိကြလားဘာကပြားလေးဖြစ်မလဲထင်မှန်တယ်ဟုတ်တာပေါ့တအားသမီးဝတ်ပေါ့တော်လိုက်ကြတာ ကဲအဲ့ဒါဆိုလို့ရှိရင်ဒီ channel တူတူ နောက်တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ရအောင်နော်ပေးကန်းချင်းမြင့်ကိုနှင့်ရှင်ထ စီးပွားဆောင်ရွက်နှုတ်မွက်ခြေတာတစ္ဆာမှန်စေဝန်ငါထွေကျင့်လီမိတ်တဟာကဲဒါတို့သမီးတို့ရေအခုသင်ခန်းစာလေးကိုသင်ကြားပြီးတော့ဒါတို့သမီးတို့လည်းတငယ်ချင်းတွေအပေါ်မှာချစ်ချစ်ခင်ခင်နဲ့အကူအညီတွေပေးအခက်အခဲတွေကိုဖြေရှင်းပေးနိုင်ကြပါစေနော်ဒီချက်နဲ့နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်